င်ပွဲကိုလူစိတ်ဝင်စားအောင်ထွက်လွင်ရဲ့သုံးချခံလိုက်ရကောင်အနိုင်ဆုံးဆွနဲ့တာနှစ်သိမ့်ခံလိုက်ရတဲ့ဆောမြတ်ဤခိုင်အလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေချက်ဆွလိုက်ပါတယ်ဆောမြတ်ဤခိုင်ကတော့ Miss Universe မြန်မာပြိုင်ပွဲမှာကလေးကရခိုင်လှမယ်လေးဖြစ်ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုရရှိထားပြီးသားလှမယ်ပေါင်းအရေးချင်းရှိသူတယောက်ဖြစ်တာမို့အမရှော့ပဲနောက်ထပ်ပြိုင်ပွဲဝင်ဖို့စူးစမ်းနေခဲ့ပါတယ် Miss Universe ပြိုင်ပွဲကိုသာပြန်ပြိုင်မယ်လို့ထင်ထားပေမဲ့ဆောမြတ်ဤခိုင်က Miss World မြန်မာ2025ပြိုင်ပွဲနဲ့ခံဖက်ပြန်လာခဲ့တာပေါင်း ဒါကြောင့်မို့ဆော့မြတ်ဤခိုင်ကိုဘရက်သက်တီကဝင်းနာဆိုးရရှိလိုက်မယ်လို့ထင်ထားခဲ့ပါတယ်။ဒါပေမဲ့လည်းပြီးခဲ့တဲ့ညက Miss World မြန်မာ2025ပြိုင်ပွဲကျင်းပပြီးတဲ့အချိန်မှာထင်ထားသလိုမဖြစ်လာခဲ့ပါဘူး။ Miss World မြန်မာ2025ပြိုင်ပွဲရဲ့ Grand Final ပြိုင်ပွဲကြီးကိုကျင်းပခဲ့ပါတယ်။ဆိုပါပွဲမှာဆော့မြတ်ဤခိုင်က Top 5အဆင့်ကိုဝင်ရောက်ခဲ့ပေမဲ့အနိုင်ဆုံးဆုနဲ့သာကျင်းနတ်လိုက်ရတာပါ။သူမရဲ့ပရိသတ်တွေကဝင်းနာဆိုးရစေခြင်းကြပေမဲ့လည်းထူးအလွင်အတွက်တော့ဆော့မြတ်ဤခိုင်ကအခွင့်ရေးပေးရမယ့်သူမဖြစ်နေခဲ့ပါဘူး။ ဝင်းနာဆုလည်းမရတလို့ဆောမြိုက်ခန်ကို4 runner ဆိုတာပေးလိုက်တာပေါ့ဝင်းနာဆုကတော့အသက်18နှစ်အရွယ်သားရှိသေးတဲ့ခိဆာခင်ကရရှိသွားခဲ့တာပေါ့ဆောမြိုက်ခန်ဟာလူသိများတဲ့အလှမဲ့ဖြစ်တယ်လို့ဒုတိယကြိမ်ခံဖတ်လာခဲ့တာပေါ့ဒါကြောင့်မို့သူမကိုလက်ချင်းချိတ်တဲ့ဆင်းလောက်ထိထက်တင်တာမို့မကျင်မနက်ဖြစ်နေကြတာပေါ့အခုလို4 runner ဆိုတာပေးလိုက်တာကဆောမြိုက်ခန်အတွက်မထိုက်တန်တာမို့တရဖူပြန်အစ်တဲ့လို့တောင်အကြံပေးနေကြတာဖြစ်ပါတယ် ။ဒါ့အပြင်ထူအလွင်ကဝင်းနာစုတွေနဲ့တရဖူတွေကိုချိုးတင်ရောင်းချတယ်လို့သတင်းတိကျကိုထွက်လာခဲ့တာပေါ့။ဝင်းနာရမယ့်သူတွေကိုချိုးရောင်းထတာဖြစ်တယ်လို့စောမြိုက်ခန့်ကလည်းဝင်းနာဖြစ်ဖို့အစီအစဉ်မရှိပဲ လူစိတ်ဝင်စားအောင်ပြန်ပွဲမှာခေါ်ပြိုင်ထားရလို့ပါသတင်းတွေပေါ်ထွက်လာခဲ့တာပါ။ဒါအပြင်စောမြိတ်ခန်ကထွန်းလွင်ရဲ့ကလန်မိုးကြောင့်သာ Miss World မြန်မာ2025ကိုဝင်ပြိုင်ဖြစ်ခဲ့တာပါ။ထွန်းလွင်ကိုရိုင်းကကလန်ခဲ့တာကလည်းသူ့ပြန်ပွဲကိုစိတ်ဝင်စားအောင်ကလန်ခဲ့တာဆိုပြီးသိရပါတယ်။စောမြိတ်ခန်နေနဲ့ဒုတိယချိန်ခံပတ်လာတဲ့အချိန်မှာလည်းအမြင့်ဆုံး run up တောင်မဖြစ်ခဲ့တဲ့အတွက်ဝန်ထမ်းနေမှာအသေးချပါပဲ။ Brother တချို့ကတော့သူ့ပြန်ပွဲကိုစပြိုင်တဲ့အချိန်ကလေးကခံပတ်လောက်တာစောရဲဆိုပြီးအဖြစ်တင်ထားခဲ့ကြပါတယ်။ အချင်းကြာကြီးယူကပြောင်းလဲပြင်ဆင်ပြီးမှလပြိုင်သင့်တယ်လို့ထောက်ပြနေခဲ့ကြတာဖြစ်ပါတယ်။စောမြိုက်ခန်ကစပီကင်ပိုင်းမှာအားနဲ့ဒါရီကိုအခုပွဲမှာလည်းမပြင်ဆင်လာနိုင်ခဲ့ပါဘူး။တိုင်းရင်သူတယောက်လည်းဖြစ်တာမို့စကားပြောတဲ့အချိန်မှာအခက်အခဲဖြစ်နေခဲ့တာပေါ့။ဒါကြောင့်မို့သူမရဲ့ပြိုင်သက်တီကတော့ဟာကနေဟင်ကနေဖြစ်စင်ပေပြောင်းလဲမှုတွေနဲ့သာပြောင်းလာစေချင်တာဖြစ်ပါတယ်။ဒါပေမဲ့စောမြိုက်ခန်ကမြ мян ဆန်ဆန်ဆုံးဖြတ်ချက်ချကထွန်းအလွင်ကိုယုံကြည်စိမ့်နဲ့ ခံပန်းလှုပ်လာခဲ့ပေမဲ့ for random နဲ့သာကျဉ်းနှက်လိုက်ရပါပြီ။သူမအနေနဲ့နောက်ထပ်အချိန်ယူစ조사ကခံပန်းပြန်လှုပ်လာအောင်မလားဆိုတော့တော့အတိမပင်းလာသေးပါဘူး။သောမြတ်ခန်က for random ဆိုချင်းမြင့်ခံရပြီးတဲ့နောက်ပိုင်းမှာတကယ်ကိုဝမ်းနဲ့နေခဲ့ပါတယ်။သူ့အနေနဲ့စ조사ထုတ်မှုတွေကရမထင်လာဘူးလို့ခန်စားလိုက်ရတာလည်းဖြစ်ပါတယ်။ပြည်သက်ကြောင့်သောမြတ်ခန်က for random ဆိုနဲ့ထိုက်တန်တယ်လို့မြင်လောင်ထွန်းလွင်ရဲ့အုံချတာကိုခံလိုက်ရတယ်လို့ထင်လားဆိုတာပြောပြခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ ပရိသတ်တို့တင်ဆက်စေခြင်းနဲ့အကြောင်းအရာလေးရှင်းလဲခမမပြပြခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလက်ခွဲချပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ